လေးကိုတွေ့ပြီးလိုက်ချတော့မျက်ခင်းအဆက်မှာလဲကျနေရကိုတွေ့လိုက်ရပါတယ်။မျက်နှာပေါ်တက်နေတဲ့ဗီရွေးစိတ်တွေကြောင့်တူညီမလေးအတမရှိသေးရဲ့လားလို့သုံးထိတ်သွားပြီးလှုံ့နှိုးကြည့်တဲ့အခါသူမကိုရေတိုက်ပါလို့တူညင်းစွာပြောလာပါတယ်။ဝါယောကအပြင်ယာနာတွေပါခံစားနေရတဲ့ကလေးကိုစေကမ်းပြပေမဲ့ပြဿနာကအာဟာရချို့တဲ့အားနည်းနေရကြောင်းအရှိအောင်ကျွေးဖို့သာပြောလွှတ်လိုက်ပါတယ်။အာဟာရရှိအောင်ဘယ်အရာကျွေးရမလဲမသိပဲထွက်လာရင်ရေခဲခွဲရမှကျလာတဲ့အမုံလေးတွေကိုယူကျွေးကဘာစားကျင်လဲလို့မေးပါတယ်။ရခင်ကစားခဲ့ဘူးတာလေးတွေနဲ့တီးတော့ချိုးချင်လေးနဲ့စားကျင်ကြောင်းအာယူပြောတဲ့ညီမလေးကို ရှေးသမ ्या ငွေအကုန်သွားထုတ်ပြီးကြွေးပြစ်မယ်လို့ပြောပေမဲ့သူမနားမှာပဲနေပေးပါလို့ဆိုပါတယ်အာဟာရရှိတာတွေကြွေးပြီးအနားမှာနေပေးပါမယ်လို့ခတိပေးလိုက်တော့မှစိတ်ချလက်ချမျက်လုံးမိတ်နားယူသွားပါတယ်ဒါမှပတ်စံထုတ်နေတော့အင်ပါယာကြီးကအမေရိကထံလက်နက်ချသွားပြီဆိုတဲ့အကြောင်းအံ့ဩသွားပါတယ်ဒါဆိုရေတက်ကရောလို့ရည်ရွမိတဲ့အခါဂျပန်ရေတက်ကတစည်းမမကြအောင်နှစ်မြုပ်ခံလိုက်ရပြီလို့ဆိုတဲ့အတွက်သူ့ဖေရဲ့တင်းမောပါပါသွားပြီလားလို့ဒေါသကြီးမိပါတယ်ဒီတော့မှသူ့ထံစာပြန်မရေးတဲ့ဖခင်ကတေသွားခဲ့ပြီလို့လက်ခံလိုက်ပြီးဘုံမကျဲတော့ပဲဖြင်းချင်းသွားပြန်သွားတဲ့ဒီရင်ကိုတက န်တော်ငေးကြည့်နေမိပါတယ်။ကတော့ချင်းထံပြန်ရောက်လာတော့ဆဲသူကိုလေးကပါဇက်လေးတမြုံမြုံနဲ့တခုခုကိုတုံးချင်းစွာရေရွတ်နေပါတယ်။အနီးကတေချာကြည့်တော့မှချိုးချင်ပူးလေးအတွင်းမှာရောင်းသုံးပေါ်လီတွေတွေ့ရပြီးပါဇက်အတွင်ထဲငုံနေရကြောင်းအဲ့လိုမလုပ်ရဘူးလို့မှားလိုက်ပါတယ်။ အင်အားချင်းနဲ့နေတဲ့ကလေးကဂယောင်ကဒန်းနေနဲ့ချွတ်လုံးတွေကိုထမင်းသုပ်ဆိုကသူ့အကိုကိုကျွေးနေပါတယ်။အိတ်ထဲပါလာတဲ့ဖျဲသီးကိုခွဲပြီးပဇက်တွင်းထည့်ပြီးလိုက်တော့စားကောင်းတယ်လို့ဆိုပါတယ်။အာရရှိသေးဖို့ကျဲဦးနဲ့ဆံပြုတ်ပြုတ်ပြီးမှဆိုတော့ကျေးဇူးတင်ပါတယ်လို့တိုးတိုးလေးပြောပါတယ်။စိုက်တာမသိလိုက်တာကအဲ့ဒီစကားကဆဲသူကိုထံကနောက်ဆုံးကြားလိုက်ရတာဖြစ်ပြီးထိုတိုင်းလေးပဲမျက်လုံးတွေပိတ်သွားခဲ့ပါတယ်။တိုက်ဆိုင်စွာကြားလာတဲ့မုံတိုင်းနဲ့အတူညီမလေးရဲ့အနောက်ကိုတညလုံးပွေဖက်ထားမိပါတယ်။နောက်တည့်ရက်စစ်တပ်မိသားစုရိတ်ခါခွဲထံတွေကမိသွေးတောင်းယူခဲ့လိုက်ပါတယ်။ဆက်ပေးချောင်းငွေကြေးချမ်းသာသူအချို့ ကတော့သူတို့ပိုင်ဆိုင်တဲ့အင်ဂျီတွေထံပျော်ရွှင်သွားပြန်လဲခြေချလာပြီးနှားပါတဲ့ရှုခင်းတွေကိုတဝကြီးခံစားနေကြပါတယ်။အဲ့ဒီတစ်ဖက်ကကကဘာပြတ်သွားတဲ့ဘုံကိုကျင်းလေးမှာတော့အရင်လိုရီမောတန်နေမရှိတော့ပဲတစ်ဖက်အင်ရဲ့ဓာပြသချင်းတန်တွေသာဖုံးလွှမ်းသွားပါတယ်။ဘိုးဆောင်ကျူးလေးတွေနဲ့သူ့မိခင်ဘာကြောင့်တိတ်ဆုံးသွားလဲဆိုတာအဖြေရှာများခဲ့သူအကိုပြစ်သူအပြင်သွားတိုင်းတယောက်တည်းခိုးခိုးကိတ်ကိတ်စောင့်နေတတ်သူစဲသူကိုလေးရဲ့ပုံရိပ်တွေဟာလည်းတပြေးပြေးပြောက်ကွယ်သွားပြီဖြစ်ပါတယ်။စိုက်တာတယောက်သူညမလေးရဲ့အတုံးဆောင်တဲ့အယုတ်လေးတွေကိုရုပ်လောင်းတဲ့သူထဲ့သေးဖို့ပြင်ဆင်ရင်ချိုးချင်ပူးလေးကိုတော့ယူထား ားလိုက်ပါတယ်။အဲ့ဒီနောက်ညီမလေးကိုနောက်ဆုံးအဖြစ်တရားကြည့်ကအပိဒံလွတ်လပ်သွားစေဖို့အတွက်စတဲ့မီးသိမ်းပြိုလိုက်ပါတယ်။တညလုံးအယိုးတွေပြကြသည့်ထီဆောင်ကနောက်တစ်နေ့မနက်ကျစဲသူကိုရဲ့အယိုးပြတွေကိုချိုးချင်ပူးတဲ့ထည့်ယူလိုက်ပါတယ်။လုံးလုံးစဲတော့သူတို့နှစ်ဦးနဲ့ရောစလုံးအေးချမ်းတဲ့ဘဝမှာအတူရှိနေပြီ။